ဝေဘာဂျွန်ချက်စီတင်ကိုအားပေးနေကြတဲ့ဘရာသားညီကိုအားလုံးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပါစေလို့ဥစွာပထမနှုတ်ဆက်တာလိုက်ပါရစေ။ဒီဗီဒီယိုလေးမှာကျွန်တော်နေနဲ့ဒီကနေ့ညနေခင်းအတွက်ပေါ့နော်ချက်စီသတင်းလေးတွေကိုစုစည်းပြီးတော့စုစည်းပေါ်ပြတိစပေးသွားမှာဖြစ်ပါတယ်။ဆိုအားလုံးသိတဲ့အတိုင်းပဲဗျလက်တလုံးမှာတော့ချက်စီတင်ကတိုက်တွေ restruct ကိုပဲတေချာအာယုံဆိုင်ကစားမယ်အချိန်မှာလက်တလုံးအနေထားရတော့ ရင်ခုန်စရာခိုက်တန်တွေကတော့ဖြစ်နေတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှေ့မှာတရေမကြတဲ့နဲ့ပွဲစဉ်တွေမရှုံးတဲ့ပွဲစဉ်တွေကိုတရေတွေကြရမှတ်တွေဆုံးရှုံးနေဆိုတော့ခုချိန်မှာဒါ Nottingham Forest တို့ဒါကျွန်တော် Manchester City အသင်းတို့ကကျွန်တော်တို့ရဲ့ရှေ့မှာပေါ့နော်။ဒါ Newcastle အသင်းတို့ကကျွန်တော်တို့ရှေ့မှာရောက်နေတယ်။ဆိုတော့လာမယ့်ပွဲစဉ်ပေါ့နော်။ဒါ Chelsea အသင်းကတော့ Everton နဲ့တွေ့ဖို့ရှိတယ်ဆိုတဲ့အနေအထားမှာကျန်တဲ့အသင်းတွေအထူးသဖြင့်တော့ကျွန်တော် Nottingham ဆိုလို့ရှိရင် Ipswich နဲ့လာပြီးတွေ့ပါဗျာ။ဆိုတော့ Chelsea အာဟိုမှာဖြစ်တဲ့အသင်းတွေနျူကာဆယ်ဆိုရင်ဘရန်ဖို့လာမသိဘူးဆိုအဲ့လိုမျိုးအသင်းတွေတွေးကြမဲ့အချိန်ချက်ဆီအသင်းတွေနဲ့ဘယ်လောက်ထိမြုံမှန်းလို့ရမလဲသူတို့တွေးမဲ့အသင်းတွေကတော့ချက်ဆီအသင်းရှုံးထားတဲ့အသေးကြထားတဲ့အသင်းတွေကြီးပဲပေါ့နော်ဆိုတော့ဒီအသင်းတွေကိုချက်ဆီရှေ့ကအသင်းတွေကဘလို့ကံပါလဲပေါ့လက်ရှိနေထားရရလက်ကတော့ရမှတ်လေးတွေကတော့ကျင်းပြောင်းနေဆိုပေမဲ့လည်းချက်ဆီအသင်းတွေနဲ့အမှားခံလို့မရတဲ့အနေထားပါဒါကလည်းချက်ဆီအသင်းရဲ့မိုက်ပြင်းတဲ့ချက်ဆီလိုပဲ ပြောရမှာပေါ့နော်ဒါတပိုင်းမှာတပတ်မှာလည်း transfer နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်နောက်ခံကစားသမားဒိန်းဟူရီဆန်နဲ့ပတ်သက်ပြီး Chelsea တင်းကတော်တော်လေးအာယုံဆိုင်စူးစမ်းလှုပ်ဆောင်လာတယ်လို့သိရတယ်အထူးသဖြင့်တော့ဘုံမောက်ရဲ့ဒါနောက်ခံကစားသမားလေးကို Chelsea တင်းကသူတို့ဘေးဒက်လုံနေတဲ့သူတို့ခံစစ်မှာအရေးပါတဲ့ကစားသမားဖြစ်မှတ်ယူထားတယ်သူတို့မှာလက်ရှိရှိနေတဲ့ခံစစ်ကစားသမားအများစုကိုသူတို့အနေနဲ့ရှင်းထုတ်ဖို့အတွက် ပြင်ဆင်ထားရဆိုအားလုံးလည်းသိပါတယ်ဒါဒက်စာစီတို့ပါဆိုလို့ရှိရင်လုံဝနော်ကျွန်တော်တို့ဘာဒီယာရှီတို့ကအစနောက်ဆုံးအခုကြားတဲ့တဲ့ရနည်းနည်းတော့ကမောက်ကမစံပေမဲ့ဖိုဖာနာရဲ့ဒိန်းဟူရဲ့စံရဲ့ကိုချက်စီအသင်းဘက်ကအာချက်စီရဲ့ခံစစ် အတွဲမှာတော်တော်လေးလိုက်ဖက်မဲ့အနေထားမျိုးလိုယုံကြည်နေလွယ်သိရတယ်။ဒါကြောင့်ဒီနွေရာသီမတိုင်ငင်မှာပဲဒိန်းဟူရီဆန်နဲ့ပတ်သက်လို့ရှိရင်ချက်စီသင်ဘက်ကကြိုတင်ပြီးတော့ဒါထီထွေဆက်ဆံတာမျိုးတွေကိုစတင်ပြီးတော့လှုပ်ဆောင်ကျင်းနေတယ်ပြီးတော့မြ мян လေးအကျိုးသဘောတူညီမှုဆိုတဲ့ပုံစံမျိုးလေးတွေကိုလည်းချက်စီသင်ဘက်ကအရယူထားကျင်းနေတာဖြစ်တယ်လို့ကျွန်တော်သိရတယ်။ကစားသမားကတော့လက်ရှိချိန်ထိဘုံမောက်တင်းရဲ့ပွဲစဉ်တွေအတွက်ပဲအာယုံစိုက်ထားစေဖြစ်တယ်။အဲသူနွေရာသီမှာ ရောက်တော့မှပဲသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချင်တယ်ဆိုတဲ့အနေထားမျိုးပဲဖြစ်တယ်ပေါ့နော်။အလူရဲ့ဇာသမာ potential မြင့်နေကတော့ဒီတိုင်းပဲပြောကြတာပေါ့လေ။ဆိုတော့ Chelsea အသင်းနေနဲ့ဒေဟူဇန်နဲ့ပတ်သက်တဲ့သူတို့ရဲ့ရည်မှန်းချက်ကတော့တော်တော်လေးမြင့်မြန်မာမားထားရှိထားကိုတွေ့ရပါတယ်။တစ်ဖက်မှာလည်းဒါတိုက်စစ်ကစားသမားဖြစ်သူအန်ကန်ကူနဲ့ပတ်သက်ပြီးတော့လည်းဂျာမန်ကလာတဲ့ outlet တွေရဆလို့ရှိရင်အန်ကန်ကူဟာဂျာမနီကလပ်အသင်းတွေထံပြောင်းရွှေ့ဖို့အတွက်ကိုစိတ်အားထက်သန်မှုရှိနေတယ်လို့ဖော်ပြလာခဲ့တာပါ။ အထူးသဖြင့်တော့သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာဘိုင်းမြူနစ်အသင်းပါဝင်တခြားသောအာဒီဂျာမနီကလပ်တွေကစိတ်ဝင်စားကြသလိုစပိန်ထိပ်သီးကလပ်တွေအီတလီကလပ်တွေကလည်းစိတ်ဝင်စားကြရတယ်။အဲချယ်ဆီတင်းမှာသူ့အနေနဲ့နေရာမပြနေရာမရပဲနဲ့ခြေစွမ်းမပြနိုင်ဖြစ်နေတော့ညာလဲပဲပေါ့နော်။အဆိုပါအသင်းကြီးတွေအနေနဲ့ကအန်ကန်ကူဟာ quality player တယောက်ဖြစ်တယ်။တေချာပေါ့ဟိုအသက်အရွယ်ရဆလို့ရှိရင်လည်းအကောင်းဆုံးအသက်အရွယ်မှာရှိနေသေးတယ်လို့ယူဆတဲ့အတွက်အန်ကန်ကူကိုချယ်ဆီနဲ့ထွက်လုတာကကောင်းမွန်တဲ့ အနေထားတစ်ခုလို့အဲ့ဒီလိုကလပ်တိမကယူဆတယ်အထူးသဖြင့်ချက်စီတိမကလည်းအန်ကန်ကူကို ရောင်းချဖို့အတွက်အမ်ပြင်ဆင်နေတဲ့အနေထားဆိုတော့ဝင်းဝင်းဆက်ချူရှင်ဖြစ်မယ်လို့လက်ခံထားတယ်ဆိုတော့ပြောင်းရွှေ့ကြီးလည်းအများကြီးမပေးရနိုင်ဘူးလို့ယူဆတယ်ပေါ့နော်ချက်စီတိမကတော့ဒီကစားသမားနဲ့ပတ်သက်ရင်ပေါင်း90အထက်လောက်လိုချင်နေတယ်ဒါပေမဲ့အဆိုပါကလပ်တင်းတွေကတော့လက်ရှိချိန်မှာအန်ကန်ကူရဲ့မျော်မှန်း price ကိုတော့တန်း40ဝန်းကျင်လောက်နဲ့ပဲသူတို့ဘက်ကအကဲဖြတ်ထားတယ်လို့တော့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကအန်ကန်ကူပါ နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ကျွန်တော်ရဲ့တိုက်စစ်ကစားသမားလေးမတ်စကူဖြစ်ပါတယ်ဆိုမတ်ကူအနေနဲ့လာမယ့်ရက်သက်တစ်ပတ်အတွင်းမှာပဲချက်စီးတဲ့နဲ့တူပြန်ပြီးတော့လေ့ကျင့်ခန်းတွေပြန်ဆင်းနိုင်တော့မှာဖြစ်တယ်သို့တော်လည်းပဲသူ့ရဲ့မာဆင်နဲ့ပတ်သက်လို့ရှိရင်ချက်စီးတဲ့မကအထူးကူးဆိုင်ခြင်းနဲ့အထူးသဖြင့်ချက်စီးတဲ့စိုးရိမ်နာကကစားသမားကို recovery ပြန်ရရဆိုပြီးတော့သုံးပြူလိုက်တဲ့အချိန်မှာထပ်ပြီးတော့ injury ထပ်မိမှာမျိုးကိုချက်စီးတဲ့မကမလိုလားဘူးလို့သိရတယ်ပေါ့နော်ဆိုတော့ချက်စီးတဲ့မကကစားသမားကိုလုံးဝကင်းကင်းစစ်စစ်ပျောက်ပျောက် စင်စင်ဖြစ်သွားမှာပဲလုံးဝအရှင်းပုံစံမျိုးအသုံးပြုကျင်နေအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်မလိုလားတဲ့ပြဿနာဖြစ်မှာကြောက်တယ်နောက်ပြီးတော့ဒါမတ်စကူကသူတို့ရဲ့တိုက်စစ် နောက်လာမယ့်ရာသီအတွက်ကိုပါအစင်သစ်ဖြစ်နိုင်တဲ့ဒါကစားသမားတယောက်လိုယုံကြည်နေကြအောင်ဆိုပါတယ်နောက်ဆုံးသတင်းပုတ်ထပ်ပြောရပါအောင်မယ်ကျွန်တော်ကြံခဲ့တော့မလို့အဲ့ဒါပါလို့ကျွန်တော်ရဲ့ကိုသမားလေးဖြစ်တဲ့ Patrovic ဖြစ်ပါတယ် Patrovic ကတော့လက်ရှိဒီထိပ်သီးဥရောပကလပ်အသင်းတွေထဲမှာ rating အကောင်းဆုံးကိုသမား ဖြစ်ခဲ့တယ်ပေါ့နော် Who's go ရဲ့ရွေးချယ်ရေးရာကျွန်တော် rating 7ကျော်တယ်ပေါ့နော်ဆိုတော့ဒါကလည်းကျွန်တော် Chelsea ပြည်သက်တွေအတွက်တော့ဝမ်းသာစရာလို့ကျွန်တော်ကတော့မြင်တယ်အားလုံးဒီအတိုင်းပဲ Petrovic ဆိုတာကကျွန်တော်တို့ပြည်သက်တွေတော်တော်လေးဟိုနေရာရစီခြင်းနဲ့ကိုယ်တမတယောက်ပေါ့နော်အရင် favorite မဟုတ်ဘူးဆိုရင်တော့မှသူ့ကို proof လုပ်နိုင်မှုတို့က um ပွဲကစားခြင်းပေးတင်တယ်လို့ပရိသတ်တွေကယူဆတဲ့ကစားသမားတယောက်ကိုသမားတယောက်ပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ဒီဗီဒီယိုမှာတင်ဆက်ပေးနေတဲ့ Jersey Dream အကြောင်းလေးပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရှုအားပေးကြတဲ့ညိုတွေအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်။အားလုံးပဲ see you next video ပါနော်။